ဘုန်းတော်ကြီးမထိုရှင်တော်မြတ်ပြားဟာအခုလိုအစဉ်တန်းမြင့်နဲ့ဝိဇ္ဇာ၃မျိုးဝိဇ္ဇာ၈မျိုးစရဏ15မျိုးလို့ဆိုတဲ့တရားဓမ္မတွေပြည့်ပြည့်ဝဝကုံကုံလုံလုံအစွမ်းကုန်ထူးခြားစွာ ပြည့်စုံတော်မူတဲ့တော့ကြောင့်ဝိဇ္ဇာစရဏတမ္ပဏလို့ လောကကြီးတစ်ခွင်လုံးဟာလူပြည်သားမကနတ်ပြုံနတ်ပြည်ပြမပြည်နတ်ဘုံပြမဘုံတိုက်အောင်လွှမ်းခြုံပြီးတော့ကြောကြတာဖြစ်တယ်။မြတ်စွာဘုရားရဲ့ဝိဇ္ဇာ၃ပါးလို့ဆိုတဲ့ဟာကအကျဉ်းချုပ်ပြောမယ်ဆိုရင်ပုဒိအာပုဒိအာပုစရာပုဗ္ဗေနိဝတာနုဒတိညာ ဒီဆိုတာဒိဗ္ဗစကုညာအာကအတောခယညာလို့ဆိုရက်ဒီညာသုံးမျိုးရမှာဝိဇ္ဇာသုံးပါးနဲ့ပြည့်စုံတယ်လို့ဒီလိုသတ်မှတ်တယ်ဝိဇ္ဇာသုံးပါးဆိုဒီမှာ ပုပ္ပိနိဝတာနုတ္တိဝိဇ္ဇာတဲ့ပုပ္ပိနိဝတာဆိုတာကိုယ့်ရဲ့အတိတ်ဘဝဘလောက်ပဲရှိဝေးတဲ့အတိတ်ဘဝပဲဖြစ်ဖြစ် ပြန်လှန်ပြီးတော့အမှတ်ရနိုင်တဲ့ တတိစွာအားရှိတဲ့အသိပညာမျိုးတဲ့ဒါကဘယ်ကနေသွားရတာတော့ဆိုသမထကျင့်စဉ်တစ်ခုကိုကျင့်ပြီးတော့အ ਨੇ ဆုံးပထမဇန်ဒုတိယဇန်တတိယဇန်ပြီးတဲ့အခါစတုထဇန်ရပြီးတော့မှဒီအသိဉာဏ်မျိုးကရနိုင်တာနောက်တစ်ခါဒိဗ္ဗစက္ခုဒိဗ္ဗစက္ခုဆိုတာဒါလည်းပဲစတုထဇန်ရပြီးတဲ့အခါမှာဒိဗ္ဗစက္ခုဆိုတာဖြစ်တယ် အဲ့ဒီဒိဗ္ဗစကုကလည်းပဲအတိုင်းအတာတစ်ခုနဲ့အလင်းရောင်ဖြန့်ကျက်ပြီးတော့မှသာကြည့်လို့ရတယ်စနစ်တကျလောက်ရတယ်ကိုဒိဗ္ဗစကုနဲ့ကြည့်ရင်ကိုကြည့်ရင်တဲ့အတိုင်းအတာဘယ်လောက်ထိကြည့်ရင်သလဲမြေကြီးတဲ့ကြည့်ချင်တာလားဝေးလံတဲ့နေရာကြည့်ချင်သလားကြည့်ချင်တဲ့အတိုင်းအတာလိုက်အလင်းရောင်ကြီးကိုဖြန့်ရတယ်ဒိဗ္ဗစကုဆိုတဲ့ဉာဏ်မျက်စိကလည်းအလင်းရောင်မပိုင်မမြင်ရဘူးမျက်စိရဲ့သဘာဝပဲ အဲ့တော့ဒိဗ္ဗစက္ခုဆိုတာကိုမြတ်စွာဘုရားကဒုတိယဝိဇ္ဇာလို့သတ်မှတ်တယ်။ဒီနှစ်ခုဟာတပ္ပရာကျင့်စဉ်ကျင့်ပြီးတော့ရတဲ့အရာနှစ်ခုသာဖြစ်တယ်ပေါ့။ဟောနောက်တစ်ခါအာတဝဲခရဆိုတာစီးဝင်နေတဲ့အာတဝါတွေကိုလုံးဝကုန်ဆုံးသွားစေနိုင်တယ်ကျင့်စဉ်။အဲ့ဒါကြတော့တပ္ပရာကျင့်စဉ်မဟုတ်တော့ဘူး။ဝိပဿနာကျင့်စဉ်ကိုကျင့်ရတယ်။ ဝိပဿနာကျင့်စဉ်ကိုကျင့်ပြီးတော့သစ္စာလေးပါးကိုသိလိုက်တာနဲ့တပြိုင်တည်းမလေးပါးဖူလေးပါးအစဉ်စဉ်မညံလေးပါးဖြင့်ကိလေသာတွေကိုတစားချင်းတစားချင်းဖြုတ်ပယ်သွားလိုက်တာအရတမဲ့ရောက်တဲ့အခါကျတော့အာတဝါဆိုတာလက်ချက်မရှိအောင်ဂုံသွားတယ်အဲ့ဒီအာတဝါတွေကိုလက်ချက်မရှိအောင်ရှင်းပြနိုင်တဲ့အရတမဲ့ဆိုတဲ့ညံကိုအာတဝခရလို့ခေါ်တာပဲ အဲ့ဒီအတ္တဝိခယနဲ့ပတ်သက်တဲ့အသိဉာဏ်မျိုးကိုမှအတ္တဝိခယဝိဇ္ဇာလို့တတိယဝိဇ္ဇာလို့သတ်မှတ်တယ်။သမထကျင့်စဉ်ကျင့်လို့ရှိရင်ပထမဝိဇ္ဇာဒုတိယဝိဇ္ဇာရတယ်။ဝိပဿနာကျင့်စဉ်ကျင့်လို့ရှိရင်အတ္တဝိခယဝိဇ္ဇာဆိုတဲ့တတိယဝိဇ္ဇာရတယ်။ဝိဇ္ဇာ၃ပါးတဲ့။ဒါဖြင့်အဲ့ဒီဝိဇ္ဇာဉာဏ်တွေရဖို့ရအတွက်အရေးကြီးတဲ့ကျင့်စဉ်တွေကပါတယ်လေလို့ဆိုဆရဏတမ္ပန္နာ ဝိဇ္ဇာတမ္ပဏဝိဇ္ဇာညာနဲ့ပြည့်စုံတယ်ဆရဏတမ္ပဏအကျင့်တရားနဲ့ပြည့်စုံဆရဏရဲ့အဓိပ္ပာယ်ကသွားရောက်ခြင်းပဲသွားရောက်ကြောင်းတရားဆရဏ15ပါတဲ့ဝိဇ္ဇာက3ပါဆရဏက15ပါအဲ့တော့ဆရဏ5ပါဆို15ပါဆိုတာဘာလဲလို့ဆိုရင်နံပါတ်1ကသီလတမ္ပဏတဲ့ကိုချင်းသီလနဲ့ပြည့်စုံရမယ် ရဟန်းတော်တွေဆိုလို့ရှိရင်ပါဠိမောက္ခသံဝရသီလလို့ခေါ်တယ်။လူတွေဆိုရင်၅ပါးသီလ၈ပါးသီလဒီကိုချင်းသီလနဲ့ပြည့်စုံ။နောက်တစ်ခုကဒီသီလတွေခိုင်မာနေဖို့အတွက်နောက်ထပ်လောက်ရမယ်တတိကြီးစွာ ထားပြီးတော့ကာဝယ်ဆောင်ရွက်ရမယ်ဟာဘာတော့ဆိုအိန္ဒရိယသူခုတ္တတော်တော်မျက်စိနားနာလျှာကာယမနလို့ဆိုတယ် ဣန္ဒြေ6ပါးရှိတယ်နံပါတ်1သီလနဲ့ပြည့်စုံအောင်လုပ်ရမယ်နံပါတ်2ကမျက်စိနားနာလျာကာယမနတွေကနေပြီးတော့အကုသိုလ်မဖြစ်အောင်ထိန်းတယ်နောက်တစ်ခုကြတော့ဘာရောဆိုဣန္ဒြေဒီဘောဇနေမတ္တညုတာအစာအာဟာရစားတဲ့အခါမှာ အတိုင်းအတာပမာဏဆင်ကျင်တုံတရားရှိတာဘောဇနေမတ္တညုတာလို့ခေါ်တယ်အဲ့တော့ကိုစားတာဟာ ဝေဒနာအဟောင်းဆိုတဲ့ဆာလောင်မှုဆိုတာလည်းပြောင်းရမယ်ဝေဒနာအစ်စ်ဗိုက်အင့်နေတာတို့အစာမကြေတာတွေမဖြစ်ရအောင်စားရမယ်ဆိုအတိုင်းတာတစ်ခုနဲ့စားပါလို့ပြောတာနော်ဟောနောက်တစ်ခုဇာကရိယာနုယောဂာဒါကြတော့တရားအထုတ်တာအဲ့ဒါဆရဏ35ပါးထဲမှာဒီနံပါတ်4ဆရဏပဲပြီးတဲ့အခါကျတော့ တတ္တတတ္တမတဲ့သူတော်ကောင်း108ပါးရှိအောင်လုပ်ရမယ်သူတော်ကောင်း108ပါးဆိုဒီမှာနံပါတ်1တထာမြတ်စွာဘုရားရဲ့အတိညာဉ်ကိုယုံကြည်တဲ့တရာတတ္တပြီးတဲ့အခါကျတော့ဘာလဲလဲဆိုရင်ဟိရီနဲ့ဝတ္တပနှစ်ခုဟိရီဝတ္တပဟိရီဆိုတာမကောင်းမှုကိုယွန်းတာဝတ္တပဆိုတာမကောင်းမှုကိုကြောက်တာ မဟုတ်တာလုံးဝမရွံ့ရမယ်ကြောက်ရမယ်ဒီနှစ်ခုဟာအကုသိုလ်တွေရှောင်ဖို့အတွက်အရေးကြီးတဲ့စိတ်ဓာတ်ရဲ့မြင့်မြတ်မှုတစ်ခုပဲနော်ဟိရိဥတ္တပနောက်ထပ်လိုအပ်ချက်ကဘာရောဆိုရင်ဘ ਹੁ တုတ္တမြတ်စွာဘုရားဟောတဲ့တရားတွေသင်ရမယ်သိရမယ်အကုန်လုံးမဟုတ်တော့တရားအထုတ်တဲ့အခါမှာရုပ်အကြောင်းနာမ်အကြောင်းခန္ဓာအကြောင်းအာရဏအကြောင်းဓာတ်အကြောင်းသင်ရမှာ ဘုဒ္ဓရှိပြီဟုတ်တယ်။များများသင်ထား။စာပေနဲ့ဗုဒ္ဓရဲ့အဆုံးအမတွေနဲ့ပတ်သက်များများသင်ရဘောဓုတ္တ။ဘောဓုတ္တပြီးရင်ဘာရောဆိုအာရတ္ထဝီရိယတဲ့။ကျူးကျူးဆတ်ဆတ်လောက်ရမယ်။နော်။မောင်းတင်ပြီးတော့ကြိုးစားရမယ်။မရမနေငါလောက်မယ်ဆိုရယ်စိတ်တတ်ထားရမယ်။နောက်မဆုတ်ဘူး။မရမနေကြိုးပါအားထုတ်။ဒီလိုအာရတ္ထဝီရိယ။အာရတ္ထဝီရိယပြီးတော့ဘာရောဆိုတတိ ကိုလုပ်တဲ့လုပ်ငန်းကိုကာယစိတ်တဝေဒနာကာယဝေဒနာစိတ်တဓမ္မဆိုတဲ့တတိပဋ္ဌာန်အာယုန်နေပေါ်မှာတတိမြဲမြဲကြီးခိုင်မာအောင်ကြိုးစားအထောက်အတတိပြီးတော့မှပညာတဲ့အဲ့ဒီတတ္တမသူတော်ကောင်းတရားခုနှစ်ပါးကိုကိုယ်တဏ္ဍာနဲ့မှာ အချိန်ဒီခိုင်မာသည်ထိအောင်ကြီးပွားတိုးတက်လာသည်ထိအောင်ဒါတွေကိုလည်းလေ့ကျင့်ရမယ်လို့ဒီလိုဆိုတာဟောခုနှစ်ခု ခုနက၄ခုအခု9ခုဆိုတော့ဘယ်နှခုဖြစ်သွား7ခုဖြစ်သွားအဲ့ဒီ7ခုတဲကမှဇန်၄ပါးထည့်လိုက်တာပထမဇန်ဒုတိယဇန်တတိယဇန်သုတ်ထဇန်ဆိုတော့တရားတွေကျင့်တမာရီလုပ်ငန်းဒီကျမလာတာနော်တမာရီလုပ်ငန်းဒီကျမလာတာရှေ့ပိုင်းကလုံးဝမဲ့အလုပ်တွေကဲဒါတွေအကုန်လုံးပေါင်းလိုက်တဲ့အခါကျတော့စရဏတရား15ပါးတဲ့ မြတ်စွာဘုရားတခင်ကိုတော်မြတ်သူများနဲ့မတူတဲ့သီလเนาะသူများနဲ့မတူတဲ့ဣန္ဒြိယတံဝရသူများနဲ့မတူတဲ့ဘောဇနိမတ်တညုတာသူတစ်ပါးတွေနဲ့မတူတဲ့ဇာကရိယာနုယောဂသူတစ်ပါးတွေနဲ့လုံးဝမတူတဲ့အလားမမီနိုင်လောက်အောင်မြင်ပါတဲ့သူတော်ကောင်းဥစ္စတရားခုနှစ်ပါးဇန်၄ပါးဆိုတာဓာရီနဲ့ပြည့်စုံနေတာမြတ်စွာဘုရားဓာရီနဲ့ပြည့်စုံလို့ ရသော်ဘုရားကိုဝိဇ္ဇာစရဏတမန်တော်တဲ့ဝိဇ္ဇာ၃ပါးစရဏ၁၅ပါးနဲ့ပြည့်စုံတော်မူတဲ့မြတ်စွာဘုရားလို့ဒီခုံတော်တွေကိုအာရုံပြုပြီးမြတ်စွာဘုရားကိုယ်တော်လည်းဝိဇ္ဇာစရဏတမ္ပဏအတိဝိဇ္ဇာစရဏအကျင့်စရဏနဲ့ပြည့်စုံတော်မူတဲ့မြတ်စွာဘုရားလို့တလောကလုံးမှာထင်ရှားကြော်ကြားတော်မူခဲ့တာဖြစ်တာကိုသိရှိနားလည်ကြပြီး မြတ်ဗုဒ္ဓရဲ့ခုံတော်ကျေးဇူးတော်တွေကိုအာယုံပြုပြီးတို့တွေလည်းလိုက်နာကျင့်သုံးကြရမှာ ဖြစ်တယ်လို့ကိုစီကိုစီသဘောကြအချင်းချင်းကြိုးကိုအာထုတ်တော်မူနိုင်ကြပါစေကုန်တည်း